တရပမဂဇင်းရဲ့အယ်ဒီတာမတ်တေးနူရင်ခေါ်မနူနူရင်ကိုတတ်ခဲ့တယ်လို့ဝန်ခံထားတာကြောင့်ပုံမှန်302နဲ့ဗဟန်တရားရုံးမှာအမှုဖွင့်ထားတဲ့တရုတ်ဆောင်ဒါရိုက်တာမင်းအုပ်စိုးကို January 22ရက်နေ့ကရန်ကုန်နောက်ပိုင်းခရိုင်တရားရုံးမှာမြို့နယ်ကအမှုလွှဲအပ်ခဲ့ပြီးနောက်ထပ်နှစ်ပတ်အကြာမှာစတင်စစ်ဆေးသွားမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာ25ရက်နေ့မနက်9နာရီမှာလူသက်မှုကျူးလွန်တယ်လို့အမှုဖွင့်စစ်ဆေးခံနေရတဲ့တရုတ်ဆောင်မင်းအုပ်စိုးဟာ ူထုတ်လုပ်သူဖြစ်တာဝန်ယူထားတဲ့တရဘာမဂ္ဂဇင်းရဲ့အယ်ဒီတာကိုညံပန်းနှိပ်စက်ပြီးတက်ဖြတ်ခဲ့တယ်လို့ဝန်ခံခဲ့ပြီးဒီဇင်ဘာ25ရက်နေ့မှာပဲအင်းစိန်အချင်းထောင်မှာဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။စုစုပေါင်းတရားရုံးချိန်ပေါင်း3ခုတိတိအထိသတင်း3ဘက်ကြောကြာလာပြီးမဲ့လူသက်မှုနဲ့ပတ်သက်လို့တရားဝင်စတင်စစ်ဆေးမှုတွေမလုပ်နိုင်သေးပါဘူး။တေဆုံးသူရဲ့မောင်ဝမ်းခွဲကိုစီသူကတရားလူအနေနဲ့ရှေ့နေရှေ့ရက်တွေနဲ့အမှုကိုရင်ဆိုင်ဖို့ပြင်ဆင်ထားပြီး ဖေဖော်ဝါရီ၄ရက်နေ့ခရိုင်တရားရုံးရုံးချင်းမှာတော့တရားလိုဘက်ကိုပဲစစ်မေးသွားမယ်အကြောင်းပြောပြပါဗယ်။တရုတ်ဆောင်မင်းအိုဆိုဘက်ကငွေကြေးတစုံတရာလက်ခံဖို့ကန့်လန့်လာတာမရှိသလိုရှိလာရင်လည်းလက်ခံသွားမှာမဟုတ်ဘူးလို့ဆိုပါတယ်။မတ်တေးနူရင်ကိုတက်ပြတ်နှိမ့်ဆက်နေချိန်မှာတရုတ်ဆောင်မင်းအိုဆိုမူရစ်စေဝါသုံးဆွဲထားမထားဆိုတဲ့စစ်စစ်ချက်ကိုအခုထိမသိရသေးပဲအမှုမှန်ပေါ်ဖို့ကအစွမ်းကုန်စူးစမ်းသွားမယ်လို့ကိုစီသူကပြောပါတယ်။ စင်ငားတာတော့ဒီဒါပဲကျွန်တော်ဘက်ကတော့လုံးစင်လုံးလိုက်တာရောအကုန်လုံးလုံးသွားပါတယ်စင်နေငားတာတော့ဘာလို့လဲဆိုတော့အဲဒီဝက်တာမှန်လို့လုံးသွားပါအဲ့ဒီနေရာကကျွန်တော်တို့အတော်တော်ကြီးကြီးဆိုတော့35နဲ့ဆူးတဲ့ဆက်ဆက်အိုက်နဲ့ပုံနဲ့လာပြီးတော့ဆူးတဲ့အိုက်ဆက်ဆက်အိုက်လေးရတော့ဘလိုဘက်ကနေပြီးတော့ဒီတုနေရာနေမောတဲ့အတွက်ဆေးကူဆိုတဲ့အကြောင်းကြားချက်နဲ့လာပြီးတော့ဘုရားသခင်ကဘာမှတော့မပြောလိုက်ဘူး။နောက်လက်လာပိုင်း၄ရက်နေကိုရုံးတဲ့ပြန်တိုင်းရတယ်ဆိုတော့အဲ့ဒီနေ ရလူစစ်မဲ့လို့ပြောပါတယ်။အစိုးရကအမှုမဲ့ပေါ်ဖို့ဆိုပြီးစောင့်ပါချိုးရလောက်တော့လဲ။ခရိုင်တရားရုံကိုအမှုလွှဲအပ်တဲ့ပထမဆုံးရုံးချင်းကိုတော့တရုတ်ဆောင်မင်းအိုဆိုးရဲ့ဆွေမျိုးသားချင်းတွေအမှုပညာလုတ်ဖို့ကင်ဘက်တွေနဲ့သူ့ရဲ့ပြိသက်တွေလာရောက်ခဲ့ပါတယ်။